မင်္ဂလာပါဒီနေ့အတွက်ကျွန်တော်တို့ရထားတဲ့အရင်မြစ်တော်တော့အဲစိတ်ဝင်စားစရာကိုတွေ့မှတ်တမ်းလေးတစ်ခုပါပဲကျွန်တော်နဲ့ကြောက်စိတ်လေခေါင်းစဉ်ကဟုတ်ကဲ့ရှင်ငငယ်ကအလွန်ကြောက်တတ်တဲ့ဒုတိယအောက်ကနေပိုလီဘဝရဲ့အခက်အခဲတွေကို တတိရှိရှိနဲ့ဘလို့ရင်ဆိုင်ကြော်လွားလာတယ်လဲဆိုတဲ့ခီးစဉ်ကြောင့်ပြပြထားတာ။ဟွန်းဒီတွေ့ကြုံနေသေးကနေထူခြားတဲ့အတွေ့အမြင်တွေကိုကျွန်တော်တို့အတူတူကြည့်ကြဖို့ပေါ့နော်။ဟုတ်ကဲ့။ဟုတ်ပါရဲ့။ဒီမတန်းကတကယ်တော့လူတယောက်ရဲ့စိတ်ပိုက်ဆိုင်ရာပြောင်းလဲမှုကိုမတန်းတင်ထားတယ်လို့ပါပဲ။ဟုတ်။ဆဆချင်းမှာအရေးအယုံလေးမြင်တာက အစပေါ့နော်။လူတွေကိုပါကြောက်တက်ရှက်တက်အာနာတရာကနေအန်တရာကိုရင်ဆိုင်ရိုက်တဲ့အထိဖြည်းဖြည်းပြောင်းလဲလာပုံကတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ဟုတ်ကဲ့။ အဲ့ဒီပြောင်းလဲမှုတွေပေါ့ဘလို့အဓိကအဖြစ်ပြက်တွေကဒီပြောင်းလဲမှုကိုဖြစ်စေခဲ့တယ်လဲအဲ့ဒီကနေဘာတင်ကန်းစာတွေရနိုင်တယ်လဲဆိုတာကိုပဲကျွန်တော်ကြည့်သွားကြမှာပါသူရဲ့ငဲဘွားအကျုပ်တရားတွေကစပ်ပြောရင်တော်တော်များတာနော်ဟုတ်တယ်ဟုတ်အင်းမနေပါอืมတရေပုံပြင်းဒီကြောင်းနဲ့ညာဘက်အပေါ်ဘားတော်တယောက်ထဲမသွားရဲဘူးဆိုတော့အင်းတော်တော်လေးကိုဖြစ်မအောင်ပြီးတော့အမဝန်းွယ်ဆုံးလုံးကတော့အသေးအတန်ဖြစ်တုံးရောဆုံးရော် အိမ်ကမတော်ရဲ့အတူပါကိုလိုက်မပို့ရဲဘူးဆိုတော့တော်တော်လေးကိုကြောက်တက်ခဲ့တယ်ဆိုတဲ့သဘောပဲမှန်ပါတယ်လူတော်လည်းမတိုးရဲဘူးရှစ်တက်လွန်းလို့သူ့တော်ကြီးကတော့ချီကျူးတလို့လုံးနဲ့ပြောခံရတယ်ဆိုပဲဟုတ်ကဲ့အဲ့ဒီလိုခြေနေကနေပထမဆုံးကြောက်စိတ်ကိုမရှောင်တာပဲရင်ဆိုင်လိုက်ရတဲ့အဖြစ်ကစိတ်ဝင်စားဖို့ကောင်းတယ်အဲဟုတ်တယ်အဲ့ဒါကဟိုသူငချင်းတယောက်ဆုံးလို့အတူပါလိုက်ပူရဲ့အလောင်းထမ်းဖို့လူလိုလာတဲ့အချိန်မှာပဲ။အော်ဟုတ်ကဲ့။ကြောက်တော့ကြောက်နေတာဟုတ်ဒါမင်းရှောင်လို့မရတော့ဘူး။အဲ့တော့ဝင်ထမ်းလိုက်ရတယ်။ စစ်ဝင်စားကြရကလေဒါကရည်ရွယ်ချက်ရှိရှိတတိပြလိုက်တာမျိုးတော့မဟုတ်ဘူးမထစ်မနေအခြေအနေကြောင့်တွင်းပို့လိုက်တယ်လို့ဖြစ်သွားတာဟုတ်ကဲ့ဟုတ်ကဲ့ဒါပေမဲ့အဲ့လိုမလွဲမရှောင်တာရင်ဆိုင်လိုက်ရချင်းကပေသူ့အတွက်မတိစိတ်သေးမှတတိရဲ့မျိုးစေ့လေးတစ်ခုဖြစ်သွားစေခဲ့တာလို့စဉ်းစားစရာပေါ့နော်ဒါပေမဲ့တကယ်ကိုအချိုးအကွေ့ကြီးဖြစ်သွားစေတာကတော့ဟိုကနော်ကိုရင်ဝိတုံကခွေကိုက်ခံရတဲ့အဖြစ်ပဲထင်မယ်ဟုတ်ပါအဲ့ဒါကတော်တော်လေးအရေးပါတဲ့အဖြစ်ပဲ ကက်ကက်ကက်ခွေးကြီးကိုလိုက်မောင်းရင်ခွေးကပြန်ချောင်းပြီးခုံအုပ်ခန့်လဲရတယ်ဆိုတော့အတော်ပြင်းထန်ခဲ့မှာပဲဟုတ်ကဲ့တတိလစ်သွားပြီးပြန်လာတော့ဟိုခွေးနှုတ်တီကိုလက်နဲ့ဆွဲညစ်ထားမိနေတာလေအဲ့ဒါဘယ်လိုဖြစ်တာလဲအဲ့ဒါကလေဖြစ်နိုင်တာကတော့မတိစိတ်ကအသက်ရှင်ဖို့ယုံကန်လိုက်တဲ့သဘောမျိုးဖြစ်မယ်ထင်တယ်ဟုတ်ကဲ့ဒီအတွေးကြုံကရိုးရိုးရင်ဆိုင်ရတာပိုသွားပြီးကိုထီလျောက်တိုက်ခိုက်ခံရပြီးအသက်ဖေးကလွတ်မြောက်လာတဲ့အခါအထူးသဖြင့်ကိုရဲ့တွန့်ပြန်မှုပေါ့နော် အဲ့ဒီခွေးနှုတ်သီးကိုဆွေးညစ်ထားမိတာကိုပြန်တိလိုက်ရတဲ့အခါမှာကြောက်စိတ်အပေါထားတဲ့သူ့ရဲ့အမြင်ကိုလုံးဝပြောင်းပြန်လည်ပြစ်လိုက်နိုင်တယ်။အိုးဟုတ်ကဲ့အဲ့ဒါတော့လေဒီဖြစ်ရနောက်ပိုင်းမှာဖေခွေးမမကြောက်တော့ဘူးလို့သူယုံကြည်သွားတာဖြစ်ပါလိမ့်မယ်။ဆိုတော့ကိုယ့်ရဲ့ဆွမ်းဆောင်ရည်ကိုကိုယ်တိုင်မျက်မြင်တွေ့လိုက်ရတယ်လို့ထင်သွားတာပေါ့။အဲ့ဒီယုံကြည်မှုကနောက်တစ်ခါခွေးဆိုးနဲ့တွေ့တော့တကယ်အတုံးဝင်သွားပုံပဲနော်။ဟုတ်တယ်။သူမပြေပဲနဲ့ဖိနှက်ချုပ်ကင်ပြီးခွေးစီပြန်ပြေးဝင်သွားတယ်ဆိုတာဟာ။ တကယ်အောစရာပဲဟုတ်ပါတကယ်ပဲတတိပြလိုက်ရင်ကြောက်စိတ်ကနောက်ဆုတ်သွားတယ်ဆိုတာမျိုးလားချို့တော့တခါလေတော့ဟုတ်ပါတယ်အင်းဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကကြောက်စိတ်ဆိုတာတခါလေကိုယ်စိတ်ထဲမှာချဲ့ထွင်ထားတဲ့အရာတစ်ခုလည်းဖြစ်နိုင်တယ်လीဟုတ်ကဲ့တတိရှိရှိကြုံပြန်လိုက်တဲ့အခါကိုယ်စိတ်ထဲကကြောက်စိတ်ရဲ့ပုံရိပ်ကိုတင်ချိုဖြတ်လိုက်တာမဟုတ်ပဲတဖက်ရဲ့ဒီနေရာမှာတော့ခွေးရဲ့တုံ့ပြန်မှုကိုပါပြောင်းလဲစေနိုင်တယ်ဆိုတော့တသက်တစ်ခုလိုဖြစ်သွားတာ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကကိုကိုကိုယုံကြည်မှုကိုအကြီးအကျယ်သက်စေခဲ့မှာတေချာတယ်ခွေးကိုတော့အောင်နိုင်သွားပြီဆိုပါတော့ဒါပဲပဲနောက်ကျုံရတာတွေကနွားတွေနဲ့မိုင်40ခီဟွန်းလုံးဝမတူတော့ဘူးနော်အရာဝတီမြစ်ဖြစ်ခုရတာသူ့တန်ကုန်းဖြတ်ရတာတွေဆိုတော့ဒါတွေကလုံးဝမတူတဲ့ကြောက်စရာတွေစိန်ခေါ်မှုတွေပေါ့အဲ့ဒီတတိကဒီနေရာမှာဘလို့သုံးဝင်ခဲ့လဲဗျဒီနေရာမှာကလေတတိတစ်ခုတည်းမဟုတ်တော့ဘူး ဉာဏ်ပညာနဲ့တာဝန်ယူမှုကပိုပြီးအရေးပါလာတာတွေ့ရတယ်။ဟုတ်ကဲ့။ပထမတစ်ခေါက်ဦးလေးနဲ့သွားတော့ကပင်မမင်မဲ့လမ်းညွန်ချီတယ်ပေါ့။ဒုတိယတစ်ခေါက်ကျတော့တယောက်တည်းနွားနှစ်ကောင်နဲ့သွားရဲတဲ့ဆိုတာကတတိရှိလာတာရောတာဝန်ယူရဲလာတာရောပါလာပြီ။ဟုတ်။ဒါပေမဲ့သူ့တန်ကုန်းကိုတော့ကြောက်နေတော့ပဲ။အဲ့တော့ဒီတစ်ခါသူပါလို့လဲဆိုတော့ရင်ဆိုင်ဖြတ်မဲ့အစားရွာတွေကဖတ်သွားဖို့နီးလန့်ရှာလိုက်တယ်။အော်ညံထုံးလိုက်တာပေါ့။ ဟုတ်တယ်ဒါကကြောက်စိတ်ကိုညံနေစီမံခန့်ခွဲလိုက်တာပဲတတိဆိုတာအမြဲတမ်းတက်ရရင်ဆိုင်တာတခုတည်းမဟုတ်ဘူးဆိုတာကိုပြနေတော့ပဲဆိုတော့ဒီအဖြစ်ပြက်ဒီအားလုံးကိုခြုံလိုက်ရင် အစကရင်ကြောက်တတ်တဲ့သူကနေအခက်ခဲတွေကိုရင်ဆိုင်ရဲ့ဖြည့်ရှင်းရတဲ့ဒုတိယအထိတဖြည်းဖြည်းပြောင်းလဲလာတာပေါ့နော်ဟုတ်ကဲ့ကြောက်စိတ်ကိုမလွှဲတာလို့ရင်ဆိုင်ရနေပြင်းထန်တဲ့တွေးကြုံကြောင့်တတိတီတိုးလာပြီးနောက်ဆုံးမှာတော့တတိရောဉာဏ်ပညာပါတုံးပြီးအခြေအနေကိုကင်တွေတတ်လာတယ်အဲ့လိုထွားတာပေါ့တီတီကြကြပါပဲရှင် အဓိကတင်ကဲစာလာတော့ကြောက်စိတ်ကိုယဉ်ဆိုင်လေကြောက်စိတ်ကကျုံဝင်လေကိုစွမ်းရည်ကိုယုံကြည်မှုတိုးလေးပဲဒါမဲ့ယဉ်ဆိုင်တယ်ဆိုတာအမြဲတမ်းခေါင်းမာမနဲ့တိုးဝင်တာမျိုးမဟုတ်ပဲပေါ့လေအခြေအနေကညံတုံးပြီးရှောင်းတဲ့ရင်ရှောင်းပတ်တဲ့ရင်ပတ်ဖြည့်ရှင်းတဲ့ရင်ဖြည့်ရှင်းတက်ဖို့လေလိုရဲဆိုတာဒီမတန်းကတွဲပိုက်ပြီးပြောနေပါတယ်ဟုတ်ကဲ့ရေးသားသူကိုယ်တိုင်ရဲ့ကောက်ချက်ထည်တဲ့စိတ်သက်ခွန်အကိုရအောင်မွေးရမယ်ဆိုတာကလည်းဒီအတွေ့အကြုံတွေရဲ့အနှိမ့်ချုပ်ပါပဲဒီကိုတွေ့မတန်းကနေရတဲ့အချက်ကတော့ ကျောက်စိဟာပုံမှန်ဖြစ်ပြီမဲ့အဲ့ဒါကိုချော်လွားနိုင်တဲ့နီလန်းနေရှိတယ်ပြီးတော့ချော်လွားနိုင်ကိုကြီးကိုထွေတိုးတက်လာမယ်ဆိုတာပါပဲတစင်းချင်းပြောင်းလဲလာပုံကတကယ်ပဲအားကျစရာစိတ်ချက်သက်စရာပါဟုတ်ပါတယ်နောက်ဆုံးအနေနဲ့ရေးသားသူကမန်လေးဆီယံကြီးရဲ့ဆုံးမစာကိုကိုးကားပြီးတော့လीဌာနတီလခန်ဒီမေတ္တာတစ္ဆာတရားရဲ့အရေးပါပုံကိုထည့်တွင်ထားတာကလည်းစိတ်ဝင်စားစရာတစ်ခုပဲအော်ဟုတ်ကဲ့ ကြောက်စိတ်ကိုချော်လွှားတဲ့ခီးမှာစိတ်သက်သာခံမှုအဖြစ်ကိုချင်းတရားကောင်းမွန်ခြင်းကလည်းအထောက်အကူပြုတယ်လို့သူမြင်မှုံရတယ်။မှန်ပါတယ်။ကိုပါတဲ့အတွေ့အကြုံတွေကိုလေးလာရမှာနောက်ထပ်စဉ်းစားစရာရှုထောင့်တကူထပ်ပေးလိုက်တယ်လို့ပါပဲ။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ရဲ့နေ့စဉ်ဘဝကကြောက်စိတ်သေးသေးလေးတွေကိုကဒီလိုပဲတတိထားပြီးသိနေတဲ့ခြေလင်းတွေနဲ့စတင်ရင်ဆိုင်ကြည့်မယ်ဆိုရင် အချိန်နဲ့အမျှကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကြန့်ခိုင်မှုဘလောက်ထိတည်ဆောက်နိုင်မလဲဆိုတာကတော့တွေးကြည့်စရာအချက်တစ်ခုပါပဲ။ဟုတ်ကဲ့စဉ်းစားစရာအချက်ကောင်းလေးပါပဲ။ဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှစ်